အပတ်စဉ်ဇာတာပရိနေတိုင်းတင်ပြနေကြရမင်းကြီးရဲ့အမှားစကားကဏ္ဍမှာတော့ဖျားမကြတဲ့အော်ဟစ်တောင်းလျှောက်တန်ဆိုတာမရှိဘူးအပတ်စဉ်ဗုဒ္ဓနေတိုင်းလူလူတွေ့ဆုံခြင်းနဲ့ဘာသာတရားသင်ကြားခြင်းမှာသခင်ယေရှုအသက်တာ၏အရေးကြီးသောအချက်တစ်ခုဖြစ်သည့်ကိုရော၏ကုသခြင်းကို အလေးနက်ထားသွန်သင်ခဲ့ပါသည်၎င်းကုသခြင်းနဲ့ပတ်သက်ပြီးယဟန်မင်းကြီးကဂျေရီကိုမြို့ကနေဂျေရုဆလင်မြို့ကိုသခင်ခရစ်တော်ခီးသွားနေစဉ် ဗာတီမီယုစ်လို့ခေါ်သည့်သူအားကုသပေးရန်အော်ဟစ်တောင်းလျှောက်ခဲ့သည့်မျက်မမြင်တဦး၏အကြောင်းကိုခြေခံပြီး ထောက်ရှုသွန်သင်ခဲ့ပါသည်။တခိယေဇုနှင့်မျက်မမြင်တို့တွေ့ဆုံခဲ့တဲ့နေရာဟာပင်လယ်ရေမျက်နှာပြင်နှင့်တိတ်မကွာသောအနိမ့်ပိုင်းနေရာမှာတွေ့ဆုံခဲ့ကြသည်။နေကြသူတွေရဲ့ဘဝတွေကိုသခင်ခရစ်တော်ဆင်းကြွပြီးသူတို့ဘဝကိုမြင့်တင်ပေးဖို့အာဒံရဲ့အပြစ်ကြောင့် ငရဲတွင်နေခရသူတွေကို သူအဖြစ်ကဲတင်ပေးဖို့အတိပဲဖော်ဆောင်နေတယ်။ဆလတီယာမင်းကြီးကမျက်မမြင်၏အမည်ဖြစ်သည့်ဘာတိမီယုစ၏အတိပဲကို ရှင်းပြခဲ့တယ်။ဘာတိမီယုဆိုတာဂုံတိတ်ခါရှိသောသားလို့အတိပဲရတယ်။ဒီမျက်မမြင်ပုဂ္ဂိုလ်ဟာဘယ်လို အကူအညီတောင်းရမလဲဆိုတာသူသိတယ်။လူအုပ်ကြီးသူနာကိုရောက်လာတဲ့အချိန်မှာသခင်ခရစ်တော်ပါလာပြီးသခင်ခရစ်တော်ဟာ ဘယ်လိုပုံကူဖြစ်တယ်ဆိုတာကို သူသိနေလို့အကူကြီးတောင်းဆိုခဲ့ခြင်းဖြစ်တယ်။သခင်ခရစ်တော်ကသူ့ရဲ့အဟစ်တောင်းလျှောက်တန်ကိုလက်ခံဖြေချခဲ့တယ်။ဒီအချက်ကကျွန်တော်တို့ကိုသတိပေးနေတာကငါတို့ကိုယ်တိုင်သတိမမူဘဲဖခင်ကိုဆုတောင်းခဲ့ကြတယ်။ဒုတိထားရမှာကဖခင်မကြားတဲ့အဟစ်တောင်းလျှောက်တန်ဆိုတာမရှိဘူးဆိုတဲ့အချက်ပဲ။သခင်ခရစ်တော်ကမျက်မမြင်ပါတိမီယုစီကိုမတော်ခဲ့ဘူး။သူ့စီကိုသာလာစေခဲ့တယ်။ လူလောကယုံကြည်အားကိုးရာတွေကိုဘေးမှာချထားခဲ့ပြီးပြေဝါသောကုသခြင်းခံရဖို့ငါစီကိုယုံကြည်ခြင်းနဲ့လာပါဆိုတဲ့အတိတ်ဘယ်ကိုဆိုလိုနေခြင်းဖြစ်တယ်။ဒီမျက်မမြင်လိုပဲတို့ရဲ့ဘဝမှာတို့ဘဝကို လုံခြုံမှုပေးနိုင်သောအရာတွေဟာခရစ်တော်စီကိုရောက်ဖို့ရှေ့ကနေတားဆီးနေကြတယ်။တို့လောက်ရမှာကဒီမျက်မမြင်လိုကျွန်တို့ရဲ့အားနည်းချက်အားလုံးကိုခရစ်တော်ရှေ့မှာလာရောက်ထုတ်ဖော်ပြသရမယ်။ ဒီအချက်ဟာကုသခြင်းခံရဖို့အတွက်အရေးကြီးဆုံးသော ပထမခြေလှမ်းဖြစ်တယ်။ဆလဗီယာမင်းကြီးကသခင်ခရစ်တော်မျက်မမြင်ကိုမေးတဲ့မေးခွန်းဖြစ်တဲ့တင့်အတွက်ကျွန်ုပ်တင့်ကိုဘာလို့ပေးစေခြင်းတလဲ။မျက်မမြင်ပြန်ဖြေတာကကျွန်ုပ်ပြန်မြင်ခြင်း ਨੇ ။မျက်မမြင်ရဲ့တောင်းဆိုချက်ထဲမှာအမြင်အာယုံတစ်ခုတည်းကိုသာမကသူ့ရဲ့ဂုံတိတ်ခါကိုပါပြန်လဲတောင်းဆိုနေခြင်းဖြစ်တယ်။ ကျွန်ုပ်တို့လူသားတွေဟာလည်းအနှိမ်ခံဘဝတွေကနေကျွန်ုပ်တို့ရဲ့တန်ဖိုးကိုပြန်လဲရှာဖွေနေကြတာပါပဲမျက်မမြင်ဘာတီမီယုစ်လိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့တွေဟာကယ်တင်ခြင်းခံရမယ်သခင်ခရစ်တော်ရဲ့ကုသခြင်းက ကျွန်ုပ်တို့ကိုလွတ်လပ်စေတယ်မျက်မမြင်ကိုသခင်ခရစ်တော်ကုသပေးခဲ့တော်လဲသူ့နောက်လိုက်ဖို့မခေါ်ခဲ့ဘူးခရစ်တော်ဟာလန်ကီးဖြစ်တဲ့အတွက်ကြောင့်လွတ်လပ်စွာရွေးချယ်ခွင့်ပေးခဲ့တယ်သို့တော်လဲမျက်မမြင်သူ့နောက်ကိုလိုက်ခဲ့တယ် ။ဩယံမင်းကြီးလေးဦးဆက်လေးကကျွန်ုပ်တို့ရောဂါဝေဒနာ ရှိမှဒုက္ခနုံနစ်ပြီးလမ်းပြောင်းနေသူမိသားစုဝင်တွေရဲ့ရှိမှသခင်ယေရှုကိုတွေ့ရှိပြီးကုသခံရဖို့ယုံကြည်သူဘာသာဝင်များကိုဖိတ်ခေါ်ရင်းအပတ်စဉ်လူလူတွေ့ဆုံခြင်းနဲ့ဘာသာတရားသင်ကြားခြင်းအဆုံးပိုင်းကိုယံမင်းကြီးလေးဦးဆက်လေးကကျွန်ုပ်တို့ရောဂါဝေဒနာများရှိမှဒုက္ခနုံနစ်ပြီးလမ်းပြောင်းနေသောမိသားစုဝင်များရှိမှသခင်ခရစ်တော်ကို တွေးရှိပြီးကုသခြင်းခံရစေဖို့ယုံကြည်သူများကိုဖိတ်ခေါ်ရင်းအဆုံးသတ်ထားပါသည်။